စတုထအကျဉ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုတက်ရောက်ဖို့ဘယ်လာရုနိုင်ငံကိုစစ်ကောင်ဆောင်ပူးရှုံမှုချင်းမင်းအောင်လိုက်နဲ့ကိုယ်စလဲအဖွဲ့တို့ဟာနေပြည်တော်လေစိတ်ကနဲ့ဇွန်လ25ရက်နေ့ဒီကနေ့မနက်စင်တားရီလောက်ကထွက်ခေါ်တော့ပါတယ်။ဘယ်လာရုနိုင်ငံကိုမတော်ခင်မှာဒီကနေ့မနက်နေပြည်တော်မင်္ဂလာတီဝီဟိုတယ်မှာပြုလုပ်တဲ့ငင်းကြေးဆွေးနွေးပွဲ Peace Forum မှာပူးရှုံမှုချင်းမင်းအောင်လိုက်ကမင်ခွန်ပြောကြားခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနတည်င်းရှင်းမြစ်က DPP ကိုပြောပါတယ်။စစ်ကောင်ဆောင်က ကဘီလာရုနဲ့ရုရှားခီးစင်မှာဗိုလ်ချုပ်ကြီးရေဝင်ဦးဗိုလ်ချုပ်ကြီးညိုစောနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဒေါက်တာကန်စော်နဲ့ဒူးဝန်ကြီးတွေစစ်ဘက်နေဘက်ကအရာရှိကြီးတွေကိုခေါ်တော်ပါတယ် ဒီခရီးစဉ်မှာစစ်ခေါင်းဆောင်အနေနဲ့ဘီလာရုသမ္မတဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့တည်ကြားတွေ့ဆုံမှာဖြစ်တယ်လို့ကိုယ်စားလှယ်အဖွဲ့ကလည်းနိုင်ငံချစ်ကြီးရဲ့စီးပွားရေးလုံခြုံရေးကိစ္စတွေ EU အဖွဲ့ဝင်နိုင်ငံတွေနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးတော်မယ်လို့သိရပါတယ်ရှင်။